ဖေဖေဖြစ်ဖို့ရည်ရွယ်ပြီးဆိုရင်ပထမဆုံးပြင်ဆင်ရမှာကကျန်းမာရေးပဲဖြစ်ပါ၏မိမိကိုယ်တိုင်ကျန်းမာပြီးကုသရောဂါတွေကင်းရှင်းနေဖို့အတွက်အမျိုးသားများအနေနဲ့မိမိရဲ့တုပ်ဖို့ကျန်းမာရေးပြည့်စုံမှုရှိမရှိစစ်ဆေးမှုကိုပြုလုပ်ရမှာပဲဖြစ်ပါ၏ဒီနောက်မှာတော့ဖခင်လောင်းများအနေနဲ့မိမိမှာလိန်တန်ကတဆင်ကုသနိုင်တဲ့ရောဂါ STI များဖြစ်တဲ့ HIV, syphilis, ဂနိုရီယာယောဂများရှိမရှိစစ်ဆေးဖို့အကြံပြုချင်ပါ၏နောက်ထပ်တစ်ချက်ကတော့မျိုးရိုးဗီဇာဆိုင်ရာယောဂများဖြစ်တဲ့သွေးအားနည်းယောဂဟီမိုဖီလီယာရှိမရှိ စစ်ဆေးပြီးကလေးယူရန်တင့်တော်မှုရှိမရှိကိုဆရာဝန်နဲ့တိုင်ပင်ရမှာပဲဖြစ်ပါ၏ခုပြောပြရရင်ကျမကြီးနဲ့ပတ်သက်တဲ့အချက်အလက်တွေကောင်းမွန်ပြီးတင့်တော်ရဲ့အခြေအနေဆိုရင်တော့တရေအောင်နိုင်စီဖို့မိမိရဲ့နေထိုင်မှုပုံစံကိုပြောင်းလဲရမှာပဲဖြစ်ပါ၏ တပိုးရည်သွေးကောင်းမွန်ပြီးမျိုးအောင်နိုင်စွာမြင့်စေဖို့အတွက်အရက်သေးစားမိုးရည်စည်းဝါးများတုံးဆဲမှုကိုလုံးဝရှောင်ကျဉ်ရမှာပဲဖြစ်ပါ诶ကဖိန်းဓာတ်ကိုလည်းရှင်းချသည်မီတနေ့မှနှစ်ခွက်ထပ်ပို့လို့မတော့သုံးသင့်ပါဘူးဓာရုပစ္စည်းခဲထုတ်ကုန်တဲ့ပတ်သက်တဲ့နေရာများပိုသက်စီဓာတ်ရောင်ကြီးတင်သောထိတွေ့မှုနှင့်ထိုလုပ်ငန်းပတ်ဝန်းကျင်တွင်အလုပ်လုပ်ကိုင်နေရခြင်းကိုရှောင်ကျဉ်သင့်ပါ诶ကိုယ်လက်လှူရှာမှုပြုလုပ်ခြင်း အကစားပြုတ်လုတ်ချင်းပြုတ်လုတ်ပြီးအဝလွန်ချင်းကိုထိမ့်သိမ့်တင်ပါ၏အဝလွန်ချင်းကတုပ်ပိုးအရေးသွေးပေါ်တက်ရောက်စေနိုင်လို့ပဲဖြစ်ပါ၏ထို့ပြင်တရေသားအောင်စီရဲ့အာဟာရပြည့်ဝမှုကလည်းအထူးကိုအရေးကြီးပါ၏တုပ်ပိုးထုတ်လုပ်မှုကိုမြင့်တင်ကောင်းမွန်စေတဲ့ဇင်းတပ်ပါဝင်မှုများတဲ့ပင်လယ်စာ အမေသာပေးမျိုးမျိုးနှမ်းချက်စီတို့ကိုစားသုံးတင်ပါ၏ဗီတာမင် C E ဆီလီနီယံပါသောအစားစာများတံပြာဟင်းနုနှင့်တကြသည့်စတဲ့အန်တီအောက်ဆီဒန့်အစားစာများကို စားသုံးဖို့လည်းအကြံပြုချင်ပါသည်။ဖောလစ်အက်ဆစ်ဒ်ပါဝင်မှုများတဲ့ဟင်းနုနှင့်ပေအမျိုးမျိုးကွက်ကောက်ကဲ့သို့သောအစားစာများကိုလည်းညှတာစွာ စားသုံးပေးဖို့အကြံပြုချင်ပါသည်။တတိထအမေအချက်ကတော့စိတ်ဖိစီးမှုကလေဟော်မုန်းမညီများမှုဖြစ်ပေါ်စေပြီးမျိုးအောင်နိုင်စွမ်းကြာစင်းစေကာ တတိယရှိမှုကိုအနောက်ရှက်ဖြစ်စေနိုင်ပါ၏။ဒါကြောင့်စိတ်ဖိစီးမှုနည်းပြီးဟော်မုန်းများညှဉ်းညွတ်မြတာစေဖို့ယောဂကျင့်တာတရားထိုင်တာအသက်ရှူလေးစင်ငယ်လောက်တာမျိုးတွေကိုလည်းလုပ်သင့်ပါ၏။အရေးကိုလည်းဝါလင်စာအိပ်ဆက်ရမှာဖြစ်ပြီးတနေ့မှာအိပ်ဆက်ချိန်ဟာ9နာရီရနေ10နာရီထိရှိသင့်ပါ၏။ဘေဘီလေးတို့ကိုမွေးဖွားဖို့ကဖေဖေတို့အပြင်မေမေတို့ဟာလည်းအဓိကဖြစ်တာမို့ မိခင်ကိုလည်းကိုဝင်မယူခင်မှာအတူဆေးစစ်မှုပြုလုပ်ရပါမယ်။ကိုဝင်ဆောင်တဲ့မိမိတို့ကိုအာပေကူညီကစိတ်ပိုင်းဆိုင်ရာစိတ်ဖြစည်းမှုရှင်းနေအောင်ကူညီပေးရမှာလည်းဖြစ်ပါရဲ့။အိမ်လောက်ကူလုပ်ပေးတာတာဝန်တွေကိုကူညီယူပေးတာမျိုးတွေကလည်းမိမိတို့ကိုတက်တာနားယူခြင်းပုံမရစေပြီးတရေအောင်စေဖို့အတွက်အထောက်အကူပြုစေတာမို့ဒါလေးတွေကိုလည်းလုပ်ပေးဖို့မမေ့ပါနဲ့နော်။ ောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကဖီဖီလေးတွေနဲ့မိသားစုတွေဖန်ပြီးတော့မယ်ဆိုရင်စေဘက်ဆိုင်ရာကုန်ကျစရိတ်စားစရိတ်ကလေးအသုံးဆောင်ပစ္စည်းတွေအတွက်ငွေကြေးဆိုင်ရာတွေကြိုတင်စီစဉ်ထားဖို့ကိုလည်းထည့်သွင်းတွက်ချက်ထားရမှာပဲဖြစ်ပါ၏အကောင်ဆုံးကတော့ဖီဖီလေးတို့ကိုရချင်ပြီဆိုရင်အရင်ဆုံးဆရာဝန်တွေတိုင်ပင်ပြီးမျိုးအောင်နိုင်စွမ်းနဲ့ရင်ကုသထားဖို့မျိုးရိုးဗီဇာယောဂါတွေပါလာမယ်ဆိုရင် တားဆီးနိုင်မှုကုသနည်းတွေ ကာကွယ်နည်းတွေကိုစိုးတင်တိုင်ပင်မိမှသာစတင်စူးစမ်းဖို့ပြောကြရင်စူပါမန်ကဖီဖီအလောင်းလျာများကိုဖီဖီလေးများအမြဲဆုံးရရှိစေဖို့နဲ့ပြင်ဆင်ထားဖို့လိုအပ်တာလေးတွေကိုဗဟုသုတအဖြစ်ဝေမျှပေးလိုက်ပါရဲ့နော်စူပါမန်ကအခါအားလျော်စွာမိမိတို့နဲ့ဖီဖီတို့အတွက်ဗဟုသုတများကိုတက်ဆက်ပေးသွားမှာဖြစ်လို့တိကျနာလေးများရှိခဲ့ရင်လေဒီဗီဒီယိုလေးရဲ့ကွန်မန့်မှာရေးသွားပေးကြပါအောင်နော် နားဆင်ပေးတဲ့အတွက်အားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်